1925သတင်းကျွတ်လာပြည့်ဖြစ်ပါတယ်သတင်းကျွတ်ဆိုတာအမြန်မာယဉ်ကျေးမှုမှာ Festival of Lights ပေါ့နော်မိထွန်းတဲ့အချိန်ပေါ့သတင်းကျွတ်မိထွန်းပွဲမိထွန်းပွဲပေါ့ It's one of the festivals in our country ပေါ့နော် မြန်မာပြည်မှာ culture ပေါ့ယဉ်ကျေးမှုအရာဆိုရင်ဒါဆိုဗုဒ္ဓဘာသာယဉ်ကျေးမှု There are two light festivals in Myanmar မိထွန်းနာနှစ်ကျင်းရှိတယ်တည်င်းကျွတ်ရှိတယ်တဆောင်းတိုင်းရှိတယ်တည်င်းကျွတ်ကကြတော့မြတ်စွာဘုရားเนาะဗုဒ္ဓဘာသာနဲ့ဗုဒ္ဓဘာသာနဲ့မြတ်စွာဘုရားကို ပူဇော်တာတာဝတ်ဒိန်တာကိုပူဇော်တာเนาะ တဆောင်နိုင်ရကြတော့နက်ခတ်နက်ခတ်တွေကိုပူစောတာမင်းနေပါဒီနဲ့ပူဆိုင်နေအရှိကလေးကမြန်မာပြည်မှာဒီပုံနာကြီးတွေရှိတယ်လေအင်ဒရိယာနေပြီးတော့လာပြီးတော့ဟိုရှိကလေးကပုံနာကြီးတွေအခါဘေးပုံနာတွေရှိတယ်သူတို့ကဆိုလို့ရှိရင်ဒီလိုနက်ခတ်သဘင်စင်ရင်ကျင်းပတာတို့ဘရင်ဟောပေါ့နော်အခုသတင်းသတင်းကျူဝါလာကင်းလို့သတင်းကျူတဲ့ဘယ်နိုင်ငံမှာမဆိုရင်သူတို့က seasonal ပေါ့ season င်ပြောင်းတဲ့အခါမှာပွဲတော်တွေကျင်းပလေးရှိတာပေါ့ဥပမာဆိုရင်ကျမတို့ဆိုလဲနိုင်ငံခြားမှာအဲ့လိုဟိုပါတီတွေပါတွေ့တယ်ဒင်းတွေပါတွေ့ရင်အရာဒီဥတုကောင်းနေဆိုရင် we always have to bless the season ပေါ့အအမြဲပဲအရာဒီဥတုကောင်းလိုက်တာနော်လို့ပြောလို့ရှိတယ်အဲ့တော့ဆိုအဲ့လိုပဲရာဒီဥတုမိုးရာဒီပေါ့နော်မြန်မာပြည်မှာ အာရှမှာမိုးရသည့်ကုံပြီးတော့ခါတဲ့ဒီတည်င်းကျွတ်လာမှဆိုလို့ရှိရင်ဒီမိုးကုံပြီးရသည့်ဥဒ္ဒတရာဆိုလို့ရှိရင်အဲ့မှာမိထွန်းပွဲတော်ပွဲတော်ရှေ့ကလေးကကျင်းပါတယ်။အိုးပကံခေကနေစပြီးအင်းဝတောင်ငူညောင်ရန်ကုန်းပောင်ခင်နော် ဘရင်နေကနေပြောစီမီမြေမူခေါ်မီးထွန်းပွဲတော်ကိုဘရင်ကိုယ်တော်တိုင်ကြွရောက်ကျင်းပကြသည်မှတ်တမ်းမှတ်ရာများကိုတဲ့တွေ့ရတယ်တဲ့အဲဆိုဘရင်ကိုလည်းပုံနာတွေကပြောတာပေါ့ပြီးရင်သူတို့ကိုယ်တိုင်စီစဉ်ပြီးကျင်းပပေးတာပေါ့နောက်မြတ်စွာဘုရားဆိုဝါဒင်း၃လမိုးအရန်ကြီးတဲ့အခါမှာ तू က he is always traveling, but uh, during the rainy season, he stays at one place more. Well, no, but also the the oh. အခင်းတွေထဲမှာလေခင်းတွေထဲမှာစိုက်ထားတယ်နော်ဒီအပင်လေးတွေလည်းတက်ပြီးတော့မနှင်းချင်မှုမပျက်စီးစေချင်ဘာကြောင့်တခါတခါသွားရင်မြတ်စွာဘုရားအ ਨੇ ဆုံးယဟန်900တော့ပါတယ်လေသူတို့ခီသွားတဲ့အခါမှာဒီလေတွေနှင်းသွားရင်လေပြက်မှာပေါ့ဟုတ်တယ်မလားဒီအချိန်မှာအဲ့အတွက်ကြောင့်မလို့သူတို့ကတနေရာထဲမှာနေပြီးတော့ဝါဝါဝါဆူကြတယ် ဲ့ဒါကုံသွားပြီမိုးကုံသွားပြီဆိုလို့ရှင်ဒီတည်တင်းတီလာပေါ့တီလာနဲ့အညီနေရာနေပြီးတော့သူတို့ကကျွတ်လွတ်သွားပြီသူတို့ပြန်ပြီးတော့ခရီးသွားလို့ရပြီနော်ဝါကျွတ်ပြီအဲ့ဒီအချိန်မှဆိုရင်လေဝါကျွတ်ဆိုတော့လူတွေကလည်းမင်္ဂလာမဆောင်ကြဘူးပေါ့နော်တည်င်းကျွတ်ပြီဟေးဆိုလို့ရှင်နော်ဟာပြောပြပြပါ wedding နေတည်တယ်မှာ it's a wedding season ရောက်လာတာပေါ့မိုးလဲကုန်ပြီဟာပွဲတွေကလည်းတခါတည်းစလာပြီပေါ့ အခုမြမမပြမဆိုလဲအဒီလာပညာဆိုရွှေကုံဖျားမှာဆိုကြိတ်ကြိတ်တိုးစီကားလိုက်တာဟဲ့လားဒီနေ့သတင်းကျွတ်လာရတော့မင်္ဂလာတွေရှိတယ်ဒီဟင်းဆိုလဲ မန္တလေးမှာလည်းမစိုးရင်ကြောင်းเนาะဒီလောက်တောင်ရာဇဝင်တင်တဲ့တန်ခါးတွေကိုတင်ကြားခဲ့တယ်မစိုးရင်ကြောင်းကြီးကိုဇွဲထက်ကเนาะဇွဲထက်ယတနာဆိုင်ကတထေးတထေးမိသားစုရောပြီးတော့လူတွေအားလုံးသူတို့လက်ဝဲယတနာလေးတွေချွတ်ပြီးတော့လှူကြတယ်မစိုးရင်ကြောင်း တကားကြီးဖြစ်ကုန်ကြတာပေါ့ तू ကလည်း open ပေါ့ share လုပ်ပေးလိုက်တာပေါ့ तू ကတော့အဓိကလူတွေကြံတဲ့လူဘသူမဆိုအော်ကလေးတွေအစလူကြီးတွေအစပြီးတော့ခါရဲရှိတဲ့သူတို့ရဲ့လက်ဝဲယထာလေးတွေကိုအမှတ်တရားပေါ့တကားဖြစ်သွားတာပေါ့ကုသိုလ်တွေရကြတာပေါ့တာဓုတာဓုတာဓုခေါ်ပါတယ်ချို့လဲကြောက်စိမ့်နေကြောက်စိမ့်ကြောက်စိမ့်လက်ကောက်တဲ့ကြောက်စိမ့်ကြောက်စိမ့်မန္တလေးကလည်းကြောက်စိမ့်မြို့တော်ကြီးတွေကြောက်စိမ့်ကုန်တယ်ကြီးအများကြီးတချို့ကလည်း ကကာကြီးနဲ့အကြောက်စိမ့်ဒုံကြီးတွေအကြောက်စိမ့်ဒုံကြီးကြတော့အတုံကြီးတွေကြတော့ဘာဖြစ်လို့လာပြီးတော့လူလဲမသိသူတို့လည်းသူတို့ကဒီခမင်းကြောက်စိမ့်ခွဲတယ်ဆိုဒီတောင်ကြီးတောင်ကြီးတွေကနေပြိုကျလာတဲ့ဂဲဂဲတွေပေါ့နော်ဒါဒီဒီဂဲတွေပေါ့အဲ့ထဲမှာသူတို့ကအကအနစ်ကလေးတွေကိုသူတို့ရှာတာကျန်းသားတွေကြတော့ အမှန်မှာတော့ဟိုရုပ်တို့ဖျားစင်းသူတော်တို့ဟိုရုပ်ထုတွေထုနိုင်ရင်တော့ပို့ပြီးကောင်းတာပေါ့ဒါပေမဲ့ထုမနေတော့သူကတခါတဲ့ truck ကနဲ့လာပြီးလှူလိုက်တော့သူတို့ထပနာရပေါ့ထပနာမှန်နဲ့ပြထိုင်ရင်တော့ကြည့်ရမှာပေါ့နော်ထပနာပိတ်လိုက်ပြီးတစ်ချိန်ကြာရင်ကြောင်းထိုက်ကြည့်ပြူရင်လေတဲ့ထပ်ပြီးတော့ဒီထပနာကိုရောင်းပြီးထပ်ပြီးတော့ပေါ့စောက်နိုင်အောင်တဲ့အရင်ဥသက်ရှည်တုန်းကလေဒီဒီ ကျွန်းတိုင်ကြီးတွေမှာရွှေချထားတော့အဲ့ရွှေတွေကိုရောင်းတာကိုသိန်း2000လောက်ရတယ်တဲ့အခုတခါဆွဲထက်ရှိရတနာဆိုင်ရလည်းပြန်ပြီးတော့သိန်းပေါင်းတောင်းပေါင်းများစွာထက်တော့အဲ့ဒါပေါ့မင်္ဂလာရှိတာပေါ့ဒီတည်င်းကျွတ်အခါမှာအဲ့သူကလည်းအဲ့ပွဲဖွင့်နေမင်္ဂလာရှိတယ်ဗုဒ္ဓဘာသာအတွက်ကောနော်ပြီးတော့တခါကျောက်ဆယ်မှာဆင်းနဲ့နောက်တခါဒီအင်းလေးမှာလဲအင်းလေးမှာလဲ အင်းလေးကဖောင်တော်ဦးဖျားပွဲစတာဟိုခစ် သွားချင်လိုက်တာเนาะကိုရီးယားမသွားပြီမဲ့လေအဲတက်လာတဲ့သတင်းတွေပဲကြည့်ပြီးတော့ဖူးမြော်ရတာပေါ့ဟိုးဒီဖျားပွဲဒီဟိုကြောက်ဆဲစင်စင်ပွဲတော့เนาะဖောင်းတော့ဦးဖျားပွဲတော့เนาะအခုလိုမစိုးရင်အဲចောင်းကြီးပြန်ဆောက်တာเนาะဌာပနာတာအင်မတန်မင်္ဂလာရှိတဲ့သတင်းတွေပေါ့เนาะပြီးလို့ရှိရင်ဟိုရွေးကောက်ပွဲလဲလုံတော့မဲဆိုတော့ဟိုမြမပြည်ရတော့ကောင်းတဲ့ပဲလှဲ့လာပြီလို့ထင်ပါတယ် ယ်အဲအကြောင်းမလို့ဒီသတင်းကျွတ်2025သတင်းကျွတ်ကတော့ပွဲတွေလည်းတအားများပါတယ်ဟောမြန်မာဆိုတာလည်းပွဲအရန်ကြိုက်တယ်လေနော်ပွဲအရန်ကြိုက်တယ်အကကြဆူကြတီးကြတွန့်ကြတာတော့မပြောနေနဲ့အဲ့တော့ကကလိုက်ကြတာကလိုက်ကြတာနော်အဲ့တော့သတင်းကျွတ်တဲ့သတင်းကျွတ်ကအဲ့တော့ ဘာထူးဆန်းလဲဆိုပရပရပဝယနာပွဲတဲ့ပရယနာပွဲဆိုတာဒီတရင်ကျွတ်လာပြည့်နေမှာယဟန်တော်တွေကမိမိကြောင်းတိမ်အတွင်းမှာပြည့်လို့ရတယ်သူတို့ကဟိုဒီကြောင်းနေမှာဖះရှင်လက်ထက်ကလေးကနေကြတာလေဟိုတန်ခါတွေအတူတူနေကြတယ်ပေါ့နော်တန်ခါတွေနေကြတဲ့အခါကျတော့သူတို့ကအဲ့ဒီ တရင်ကျွတ်လာပြေကြတော့သူတို့ကစုပြီးတော့သူတို့ကအာဘဖြစ်ရတယ်ပြီးလို့ရှင်တန်ခါပရိသတ်စုံတဲ့အခါမှာပေါ့နော်အဲ့ဒီတိမ်တွင်းမှာစုပြီးတော့ဥပုပ်နီပြုသည့်ဤတိုင်းလှုပ်ပြီးတမောတိရတော့ယဟန်တော်နှစ်ပါအမေးအဖြေတွေလိုရတယ်တိလာအဲ့ဒါဆိုလို့ရှိရင် အဲ့ဒါကိုတိခါကြည်သောမထေရတဲ့လက်ဝဲပခုံးပေါ်မှာဧကတိကိုတင်ဆောင်ကြောင်ထိုင်ပြီးငါရှင်တို့ပေါ်အပြစ်တွေကိုရှိရင်ကြားရင်ရောတန်တရာရှိရင်တော့ကပြောဆိုတတိပေးပါဆိုပြီးအမမအပြစ်တွေရှိခဲ့ရင်တို့ပြောတာမြတ်စွာဘုရားအဲ့လိုပဲတို့တင်ခဲ့တယ်ပထမတို့ကတဦးနဲ့တူရှေးတော့ကစကားမပြောကြဘူးတယောက်နဲ့တယောက်အပြစ်မြင်မှအဲ့တော့ ဘဝရနာပွဲဆိုမြတ်စွာဘုရားခိခရေမြတ်စွာဘုရားအဲ့ဒီတန်ဃာတွေကိုဒီလာပြညဆိုလို့ရှင်ခေါ်တယောက်နဲ့တယောက်မခေါ်မပြောမလုံနဲ့ဟို အေဂျင့်ဆိုအတူတူနေထိုင်ရမယ်။ nominee ဆိုရင်စကားမပြောဘဲနေရင်တိရိစ္ဆာန်နေနေတယ်လို့ပေါ့ဖြစ်နေမယ်။အမမအကုန်လုံးပေါ့ဟိုကြားတာမြင်တာတန်တရာရှိတာအကုန်လုံးပြောပြီးတော့အဘက်ဖြေရမယ်ဆိုပြီးအဲ့ပဝါယနာပွဲဆိုတာရှိတယ်။ပြီးလို့ရှိရင်ဟိုနန်းတော်ထဲမှာလည်းအဲ့လိုအထက်အောက်ပေါ့အကုန်လုံးဟိုလာပြီးတော့ကတော့ကြတယ်ကာရပြူကြတာပေါ့အဲ့လိုပဲဒီ ဟိုလူတွေကလည်းကိုယ့်ရဲ့မိဘတွေဆရာသမားတွေကိုကာရပြုကြတယ်ကတော့ကြတယ် เนาะအဲ့တော့ပရမနာပွဲဥပဒေဆိုတာမြတ်စွာမြတ်စွာဘုရားရဲ့ရှေးအကြဆုံးခေအမိဆုံးတိုးတက်မှုလမ်းစဉ်ဖြစ်ပါတယ်တဲ့သူတို့ကယဟန်နေကိုအချင်းချင်းပေါ့ဟိုသူ့အပြစ်ဖဲမမြင်နဲ့ကို့အပြစ်ကိုလည်းပြောကြအဘက်ဖြေကြလို့မြတ်စွာဘုရားပြောထားအဲ့လိုပဲပေါ့ဘုရားရှင်ကိုယဟန်တော်တွေကလည်းလာကြတော့တယ်အဲ့တော့ဘယင်းတွေကိုလည်းအောက်ကပေါ့လာဝါစင်လိုက်လာကြတော့တယ်အဲ့လိုပဲလူတွေကလည်းကိုမိပါတွေဆရာသမား ားတွေကိုကြောကြရတယ်ပူဇော်ပူဇော်ကြရတယ်ဒါနမင်္ဂလာဂါရမင်္ဂလာနိဝတမင်္ဂလာစသည်တို့မင်္ဂလာတရားတော်မြတ်ကို ဖြစ်စေသောသတင်းကျွလာရဲ့ယဉ်ကျေးမှု ဖြစ်ပါလေတဲ့နော်အဲ့ဒါဟိုတာဝတိန်သားကိုလည်းဖူပူဇော်တဲ့အနေနဲ့မိတွေထွန်းကြတယ်အဘိဓမ္မာ အခါတော်နေ့လို့